ခုကျွန်တော်အဲ့ဒီဒီကြားဖြတ်တတ်ဖြတ်ရေးမစခင်မှာကျွန်တော်ဟိုနည်းနည်းလေးအရှိမနည်းနည်းလေးပေါ့နည်းနည်းလေးကျွန်တော်ရှင်းပြပြစေရှိတယ်ဒါအခုရင်တော့တစ်ခါရှင်းပြဖဲ့ပြီးပြီးပေါ့နော်ဒီကဖြစ်ဒီဆွေကုတ်ကိုကိုကျွန်တော်တို့ကအာနိုင်ငံခြားယူနီမြို့နယ်မှုကျွန်တော်တို့စပြီးတော့ဖိတ်ခေါ်ရဲဆိုတာကကျွန်တော်တို့ဒေတာဖို့ပြိုးတိုးတက်စီခြင်းလို့ကျွန်တော်တို့ ငငယ်ကြာရည်ရည်မျိုးနဲ့ဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့မျိုးပြလုပ်ခဲ့တာပေါ့နော်။နောက်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာဒီနိုင်ငံသားတွေကနေပြီးတော့မှသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့အဲဒီကပါပေါ်မှာလေလံမှုပြုလုပ်လာတယ်ဆိုတာကိုကိုတို့အခုနောက်ပိုင်းမှာတွင်တွင်ကြည်ကြည်ပြီးသိခဲ့ရတာပေါ့နော်။အဲ့တော့ကြောင့်မလို့ကိုတို့ကဒီခုနေ့အချိန်ခါမှာ ဒီကဘာကြီးနဲ့အတူနော်ကိုလိုအိန္ဒိယနိုင်ငံတွေနဲ့အတူကိုလိုနိုင်ငံအစိုးရနဲ့အတူကိုလိုကဒီစကမ်မာကိုကြားဖြတ်တိုက်ဖြတ်ရေးကိုကိုလိုအရင်တော့ပြောထားတဲ့ပလန် A ပလန် B ပလန် C ဆိုတဲ့နေရာမှာကိုလိုအရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့ကိုလိုကအခုအဲကိုလိုကပလန် B ကိုကြော်ပြီးတော့ပလန် B ပလန် C B နဲ့ C ကိုတစ်ခါတည်းပေါင်းပြီးတော့ကိုလို ဟိုပြီးကန်ဖေရှားရှင်းလင်းဖို့အတွက်ကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းကိုတို့တန်ဖြတ်ဖို့ကတော့လက်ရှိကတော့အကိုတို့ဟိုဒီပြီးခဲ့တဲ့ကာလတော့လည်းအကိုတို့ဒီထိုင်းရဲ့ကိုတို့နိုင်ငံရဲ့အလီဆုံးထိုင်းနေဆက်မှာလည်းထိုင်းဝန်ကြီးချုပ်ဟိုပြောလာတာရှိတယ်ဒီပေါ်မှာလည်းကိုတို့လေးစားတံပိုးထားပါတယ်အဲ့တော့ဒီနောက်ဒီကိုတို့ ဒီကမ္ဘာနိုင်ငံဒီဒီကလူလာနေတဲ့ဒီဒီဒီကြဖြတ်အဖေရှားရှင်လေးကြီးကိစ္စကိုဘုလိုကတော့အခုဘုလိုတိုင်ကဒီအစိုးရတာဝန်ရှိသူတွေနဲ့ဘုလိုဒီပူပေါင်းပြီးတော့ကိုတို့ကတော့ဟောလုံးဝပပျောက်နေကြည့်ဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါတော့အပြီးတိုင်ဖေရှားရှင်လေးတော့မဟုတ်ဘူး ุติยะตะคอกสู่ราแทกโกเราซ้องคอกลงไปเปียวเนาะเราซ้องเราซ้องคอกแล้วกูรู้ว่าเยโลมาชุยกู้กู้เดต้ามากูรู้ว่าดีสแกมเมอร์เนี่ยกูรู้ว่าชี้ทุบไปตัวนี้ชี้ทุบไปว่าได้เนี่ยมากูน่ะก็เอ่อรอบไปมาจ้ะเราตัวเอ่อพี่ๆนี่เปลี่ยนสิทธิ์ဝင်ลาพี่တော့มากูน่ะก็ไม่ทีหมัดท่าได้เนี่ยดิมาเอ่อสแกมเมอร์เปลี่ยนลงนี่เลยลูกกูรู้ว่าเอ่อตีอ่ะดาชุยกู้กู้แท้มาไม่เข้าปอชุยกู้กู้เนี่ยดิอเปลี่ยนอัศตะชู่เนี่ยดิมาเอ่อไอ้ลูกเนี่ยมาลงอยู่ดา တီးရတဲ့အတွက်ဒီရွှေကုတ်ကိုပတ်ဝန်းကျင်မှာပေါ့ရွှေကုတ်ပတ်ဝန်းဘာလို့ကိုတို့ကအခုကထုတ်ပြန်လို့မရလေဆိုတာကအခုတို့ဝေရောက်ချိန်မုန်းတဲ့ချိန်ကအခုတို့ထုတ်ပြန်လိုက်တဲ့သတိပေးသလိုဖြစ်သွားမယ်အဲ့တော့ကိုတို့လုံတဲ့အချိန်ကြရင်အဲ့တော့ကုတ်ကုတ်ကိုတွေးရမှာပေါ့နော်အခုဒီတစ်ခေါက်တော့ပွေလင်းညင်သာစွာကိုတို့လုတ်ပြပါမယ်ဒီကိပရမဆိုင်ဦးဒီကိပရမဆိုင်ဦးဆိုတော့ကျွန်တော်တို့ကငကူတဲက လူလာကလေးကကျွန်တော်တို့ဟိုကြားဖြတ်နေနေအထူးတက်ဖွဲ့ရှိပြီးသားပဲကျွန်တော်တို့အလုံးလို့ရမယ့်အချိန်ရောက်ပြီကျွန်တော်တို့ကြားဖြတ်အထူးနေနေတက်ဖွဲ့ဟာကျွန်တော်တို့ဒီမြန်မာပြည်သူနဲ့အင်္ဂလိပ်ထိုင်းနိုင်ငံပြည်သူတွေအတွက်ရောကဘာကြီးမှာရှိတဲ့ပြည်သူတွေအတွက်တော့ကျွန်တော်တို့တက်နိုင်တော့ကျွန်တော်တို့အလုံးလို့ရတော့မယ့်အချိန်ရောက်ပြီကျွန်တော်တို့ရောက်တဲ့အတွက်ကျွန်တော်အလုံးလို့တော့ ကတော့အဲ့ဒီတော့တော့လာပဲကိုတို့တိုက်ဖြတ်ပြီးနောက်ပိုင်းမှာတော့ဟိုတော်တော်များများကရွှေ့သွားကြတော့ပေါ့အဲဒီဒီကြားဖြတ်အလုပ်ကလည်းတည်တဲ့အတိုင်းပဲအဲသူကကွန်ပျူတာလေးနဲ့ဖုန်းလေးနဲ့လုပ်တဲ့အလုပ်ဖြစ်တော့ဟုတ်လားဟိုအဲ့လိုပေါ့နည်းနည်းနည်းပြန်စိတ်ဝင်လာတော့အခုလက်ရှိအခြေအနေတခုမှာကိုတို့ကတော့ဒါတည်တည်ကြကြရပြီဆိုတာတော့ဒီတရားကိုကိုတို့ကဟို ပိဒိုင်ဖယ်ရှားရှင်းနေပြီးတော့ရှေ့ဘယ်လိုဆက်လုပ်ရမလဲဆိုတော့အခုနံပါတ်1ဖယ်ရှားရှင်းလေးရဲ့အစီအစဉ်ကိုကိုလို့ဒီလောက်မှာပေါ့နော်ဘုရတော့ကိုတို့ဒီဝန်းကျင်ပေါ့ဒီရှေ့ကုတ်ကဝန်းကျင်အဲ့လိုပေါ့ဟိုဟိုနည်းနည်းဒီနည်းနည်းလေးကိုကိုတို့အဲစရင်ရထားတော့တော့တထောင်ကျွကျနောက်တော့ဘာဝင်ကြလို့ရှိမှလို့ကို အဲ့လိုတော့ကိုတို့ဒီလက်ရှိဒီစစ်စင်ရေးဟိုဖမ်းဆီးတဲ့စစ်စင်ရေးလုံမှကိုတို့ဖမ်းပြီးမှအဲ့လိုမသိရမှာဟိုဒါတော့ကျွန်တော်တို့ဟိုအမှန်တကယ်တော့အစိုးရနဲ့အစိုးရချိတ်ဆက်မှာပေါ့ဒါပေမဲ့တချို့ချို့အနေအထားမှာကျွန်တော်တို့ပုဂ္ဂိုလ်ရေးရရင်းနှီးတဲ့အဲလူမှုရေးရရင်းနှီးတဲ့အပိုင်းတွေမှာလည်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့အကြောင်းကြားထားတာလည်းရှိပါတယ် အဲကိုရုကအဲ့ဒီကေကေပတ်တုံးကလည်းကိုရုဟိုပြောထားဘူးတယ်။ဘာလို့လူဦးရေများတဲ့ဝင်ရောက်နှိမ်နေတဲ့အခွက်နဲ့ဒီအထက်ကလူဦးရေကထင်ထားတာကပိုများသွားရင်တော့ကိုရုဟိုနည်းနည်းလေးအထိတ်တရခတ်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့အရှင်းပြောရင်ဖမ်းတဲ့နေရာမှာလည်းသူတို့ကလက်နက်ကင်ထားတဲ့ရန်သူတွေမဟုတ်တော့ အော်ကိုတော့လက်နဲ့သုံးခွေမရှိဘူးအော်ရှင်းရှင်းပေါ်ထိခိုက်တံရအောင်ကိုလုံးလို့မရဘူးဆိုတဲ့နေရာမှာတော့အဲသူတို့ဝေယုံသုံးကထွက်ပြေးသွားရင်တော့ကိုတို့ထိန်းသိမ်းရတော့လည်းလည်းခက်တယ်ဒါပဲအဲ့အတွက်လည်းကြိုတင်ပြီးတော့ဟိုပြောပြထားတာရှိတယ်ကိုတို့လုံးလုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေတော့ကြောက်လာနိုင်တဲ့အကြောင်းပေါ့နော်တော့သူတို့ချောင်းကူးပြီးတော့ဟိုပြေးကြတာပေါ့အဲ့ဒါကတော့ ကျွန်တော်တို့ဒီအချိန်ဒီကာလဟန်ဆောင်တရုတ်ဆောင်လုပ်လို့ရတဲ့အချိန်ကာလမဟုတ်တော့ဘူးကျွန်တော်တို့ကကျွန်တော်တို့ကဒီအချိန်ဒီကာလဟာကျွန်တော်တို့အပြတ်ကိုချိန်မောရမယ်ကျွန်တော်ခုနပြောပြီးပြီကျွန်တော်တို့က plan A plan B plan C ဆိုတာရှိတယ်ကျွန်တော် B ကိုကြော်ပလိုက်ပြီးကျွန်တော်တို့ C ဆိုတာဒါကျွန်တော်တို့ဇက်သိမ်းမယ် C ရဇက်သိမ်းမယ်ဒီဇက်သိမ်းကိုဒီကြားဖြတ်ဆိုတဲ့ကျွန်တော်တို့ဒီဝေလေးတိုင်းဟာကျွန်တော်တို့ နိုင်ငံကနေပြီးတော့မှနော်ဒီဒါကဒီခါဆိုရင်တော့အပိဓာန်အဲကျွန်တော်တို့ပပောက်အောင်လုပ်ရမယ်အခြေရောက်ပြီကျွန်တော်တို့အထူးနေနေတပ်ဖွဲ့အနေနဲ့အဲဒီစကမ်မာကိုကျွန်တော်တို့ဟိုအပိဓာန်ချိန်ပေါ်ရမယ်အခြေရောက်ပါပြီလို့ဦးလင်းပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတခါကျတိုက်ဆိုင်လာတာရှိတယ်အများနဲ့တိုက်ဆိုင်လာ ကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငကိုရဲရာထားပြီးတာဒါပေမဲ့အဲကျွန်တော်ရာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုလေးတွေကတော့ဒါလေးရရှိတယ်ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လုံတိလုံထိုက်တဲ့အရာကျွန်တော်တို့လုံလုံနေတာဒါဒီကြားပြတ်နေနေအထူးတက်ဖွဲ့ဆိုတာလဲကျွန်တော်တို့ကအခုမှဖွဲ့ခဲ့တာမဟုတ်ရေဒါပေမဲ့ဒီအလုပ်ဒီအဖွဲ့ကဒီအလုံးလုံးအမဲ့အချိန်ကိုရောက်လာပြီရောက်လာတဲ့အတွက်ကိုကျွန်တော်တို့ကအလုံးလုံးရှိဖြစ်တယ်ဖိအားလည်းမဆိုင်ပါဘူး မရှိပါဘူးကျွန်တော်တို့ကျွန်တော်တို့ကိုဟိုဘယ်ဖိအားမှမဟုတ်ပါဘူးကျွန်တော်တို့ကကျွန်တော်တို့လုံတိလုံထိုက်တဲ့အရာမျိုးလို့ကျွန်တော်တို့ကလုပ်ရတာဖိအားရလို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီငွေလိန်ဂိုင်းဆိုတာကတကဘာလို့ရဖိအားရှိတယ်တကဘာလို့ရဖိအားဆိုတဲ့နေရာမှာအစိုးရရဖိအားမဟုတ်ဘူးပြည်သူအားလုံးရဲ့တကဘာလို့ရှိတဲ့ပြည်သူအားလုံးရဲ့ဖိအားဆိုတာ PR လို့ပြောပဲဆိုရင်တော့အားလုံးရဲ့ PR ရှိပါတယ်ဆိုတော့ကျွန်တော်တို့ကဒီပြည်သူတွေနေစင်နေအမြဒီလိုဖြစ်နေတယ်ဆိုတော့အရင်တော့ကတော့ကျွန်တော်တို့အဲ့လောက်ထိတဲတဲဝုံဝင်အဲတည်တည်ချာဟိုတကယ်မသိခဲ့တာမကူနောက်ပါတဖြည်း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 နဲ့တော်တော်လေးခြေပြလာတယ်ဗျာခြေပြလာတယ်ဆိုတော့ဒါကြီးကမဖြစ်သေးတော့ဘူးလို့ကျွန်တော်တို့ကဒါအခြေခြေခါခါကျွန်တော်တို့ဆွေးနွေးပြီးတော့ကျွန်တော်တို့အထူးတောက်ဖွဲ့ရတော့အခုကျွန်တော်တို့ဒီ မူလအစီအစဉ်ထားတဲ့အစီအစဉ်တွေကြော်ပြီးတော့ကျွန်တော်နောက်ဆုံးအစီအစဉ်ကိုကျွန်တော်အကောင့်ထဲပို့ဖို့ကျွန်တော်စတင်လုပ်သွားတော့ကြပါတယ်